သတင်းပြသမြအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်သတင်းချက်နဲ့မှဒီကနေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါရခင်ဗျာအခုတကပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ကမ္ဘာမြို့မှာပြည်သူပိုင်ပစ္စည်းများကိုလိုက်လံခိုးယူနေတဲ့အကြံဘက်စကားနှစ်စီးကိုပြစ်ခတ်တိုက်ခိုက်မှုတွင် အကြံဘက်စကွေခုနှစ်ကောင်ပေသွားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် မကွေးတိုင်းပခုတ်ကုမြို့နယ်ကံမားမြို့နယ်တွင်ပြည်သူပိုင်ပစ္စည်းများကိုလိုက်လံခိုးယူနေတဲ့စကားနှစည်းကိုပြစ်ကတ်တက်ခတ်ခဲ့ရမှာအကြံဖတ်စစ်ကွေးခုနှစ်ကောင်သေဆုံးခဲ့တယ်လို့ပခုတ်ကု People Defense Force တပ်ဖွဲ့မှတာဝန်ရှိသူတဦးကပြောပါတယ်ယမန်နေ့ဇွန်လ26ရက်နေ့မနက်စံတိုင်းဝင်းကျင်ခန့်မှာကံမားမြို့တွင်မှရှိတဲ့ပြည်သူပိုင်နေအများတွင်မှပစ္စည်းများကိုလိုက်လံခိုးယူတင်ဆောင်နေတဲ့စကောင်းစီကားနှစည်းကိုပြည်သူ့ကောက်ွက်ရေးပူပေါင်းတပ်ဖွဲ့ဝင်များကကံမားမြို့တွင်တနေရာမှာအလင်းငိုက်တိုက်ခတ်ခဲ့ရမှာ အကြံသက်စစ်ကွေခုနှစ်ဦးတည်ဆုံးပြီးအများပြထိခိုက်တံရရရှိခဲ့တယ်လို့သိရပါတယ်။သူတို့ကမြို့ထဲမှာဂါနစီနဲ့ကင်းလဲ့ရင်ဘီဒူပိုင်ပစ္စည်းတွေလိုက်ခိုးနေတဲ့စစ်ကွေတွေကိုတိုက်ခိုက်ခဲ့တာ။အပြန်အလှန်ပြက်ခတ်မှုက10မိနစ်လောက်ကြာခဲ့ပါတယ်။နောက်ထပ်ထပ်တိုးတည်ဆုံးထိခိုက်မှုကတော့မသိရသေးဘူး။အခုစစ်ကြောင်းကပေါက်ပတ်ကိုဦးတည်ထွက်နေတာပါ။လက်ရှိဘီဒူတွေအနေနဲ့အထူးကယူဆိုင်နေထိုင်ပေးချဖို့တိုက်တွန်းချင်ပါတယ်လို့ပခောကူပီပယ်ဒက်ဖန်ဖို့စ်တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပခောကူပီပယ်ဒက်ဖန်ဖို့စ် ABSDF အမတ်တုံးစစ်ကြောင်းအောင်ကျော်အာကြီးမျိုးနဲ့ပကပော့ ဒိုင်ကားဝါရီယာ4 DWF အညာမြေပြောက်ကြားတပွဲကိုစော်မိုက်ကိုရီခဲနဲ့ကိုပလအူဆောင်တဲ့လူငယ်ပြောက်ကြားတပွဲတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးပူပေါင်းတပွဲတွေထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒါပြင်ပြီးခဲ့တဲ့ဇွန်လဈာမိုင်းကဆက်လို့ပခောက်ခုမျိုးအခြေဆိုင်ဓမ္မတရားတက်ကနေပေါင်မျိုးနဲ့ဘက်သို့ဦးတီးလာတဲ့အင်အားအလုံးရင်းနဲ့ထွက်လာတဲ့ရဲခါပိုစစ်ကြောင်းဟာလက်ရှိမှာကံမမျိုးတွင်းသို့ရောက်ရှိလာခဲ့ကြောင်းအဆိုပါစစ်ကြောင်းကြောင့်ကံမမျိုးကပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရကြောင်းအဲဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူပိုင်နေအိမ်များကို အကြံသက်စတက်ကမီးရှို့ခြင်းပြည်သူပိုင်ပစ္စည်းများကိုလူရဲခိုးယူခြင်းများလုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။လက်ရှိမှာဆိုပါစစ်ကြောင်းကိုပြည်သူခကွက်ရေးတပ်ဖွဲ့များကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိအောင်မှာအဲ့ဒီအကြံသက်စစ်ကြောင်းဟာလူရဲခီးကိုရောင်းနိုင်ခြင်းမရှိတာကြောင့်၎င်းတို့စစ်ကြောင်းထွက်ရလမ်းတစ်လျှောက်မှာရှိတဲ့ဂျေးဝါများစစ်ဘေးရှောင်စခန်းများကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေလည်းလုံဆောင်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့မင်းအောင်လိုင်ကရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက်ဆုံးရှုံးထားတဲ့မျိုးနယ်များတဲ့ကမျိုးပေါ်ဧရိယာတွေကို ်အဓိကပြင်းနိုင်သမျှအများပြန်လဲတိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာဂျမ်ပတ်မယောင်းနိုင်ကရွေးကောက်ပွဲကျင်းပရန်တို့က၎င်းတို့ဆုံရှုံထားတဲ့မျိုးနယ်များတဲ့ကမျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်ခြင်းထက်မျိုးပေါ်ဧရိယာများကသာပြင်းနိုင်သမျှအများဆုံးအဓိကပြန်လဲသိမ်းပိုက်ဖို့ညွှန်ကြားထားတယ်လို့နေပြည်တော်မှစစ်ပတ်သတင်းရင်းမြစ်ကပြောပြလာပါတယ်။လက်ရှိမှာဂျမ်ပတ်စကောင်းစီတက်ကနိုင်ငံတော်မှထိုးစစ်များကိုအရှိန်ဟုန်မြင့်တင်နေရမှာ။၎င်းတို့ဆုံရှုံထားတဲ့မျိုးနယ်များတဲ့ကမျိုးနယ်ဧရိယာများအားလုံးကိုသိမ်းပိုက်ရန်နဲ့ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင်မျိုးနယ်အေရိယာတစ်ခုလုံးကိုတိုက်ခိုက်သိမ်းပိုက်ရန်တကယ်လို့မျိုးနယ်အေရိယာတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်ဖို့ခက်ခဲမယ်ဆိုရင်လည်းမျိုးပေါ်အေရိယာတွေကိုဦးစားပေးသိမ်းပိုက်ဖို့ညွှန်ကြားထားတယ်လို့သိရှိရပါတယ်။အခုဆုံးရှုံးထားတဲ့နေမြေတွေမှာမျိုးနယ်တစ်ခုလုံးကိုသိမ်းပိုက်နိုင်တဲ့အခြေအနေနဲ့အခွင့်အရေးတွေရှိရင်မျိုးနယ်အေရိယာတစ်ခုလုံးပေါ့တကယ်လို့မျိုးနယ်အေရိယာတစ်ခုလုံးကိုပြန်လည်သိမ်းပိုက်ဖို့ခက်ခဲတယ်။ကြာရှည်မယ်ဆိုရင်မျိုးပေါ်အေရိယာကိုအဓိကဦးတည်တိုက်ခိုက်သိမ်းပိုက်ဖို့ညွှန်ကြားချက်ရှိပါတယ်။အဓိကကတော့သူတို့ရဲ့ရွေးကောက်ပွဲအတွက်မျိုးဧရိယာတွေကိုဦးစားပေးဒိန်ခိုင်းတဲ့သဘောလို့နားလည်ရပါတယ်လို့ နေပြီးတော့စစ်ပတ်တရင်ကြီးမြက်ကရှင်းပြပါတယ်။မင်းအောင်လင်ကဆုံရှုံထားတဲ့နေမြေတွေကိုပြန်လဲသိမ်းပိုက်နိုင်ရေးအတွက်၎င်းရဲ့အကြမ်းဖက်စစ်တပ်ကိုအင်အားထောင်းချီသုံးပြီးတော့ထိုးစစ်ဆင်ခိုင်းနေရမှာ။နေမြေတွေကိုပြန်လဲဓာတ်ကိုက်သိမ်းပိုက်နိုင်တဲ့စစ်ကြောင်းမှအရာရှိနဲ့စစ်တီများအားလုံးကိုရာထူးပေးခြင်း၊မလောက်တဲ့စုံဝင်နဲ့ခွင်ရင်းများပါချင်းမြဲပေးမယ်လို့လည်းမလုံးပေးထားကြောင်းသိရပါတယ်။ဒါပြင်အဲ့ဒီနေမြေတွေကိုပြန်လဲသိမ်းပိုက်ရေးထိုးစစ်ဆင်နေတဲ့စစ်တပ်စစ်ကြောင်းများကိုလက်နက်ခဲယမ်းနဲ့ရဲကားများဆန်ဆန်မပြတ်ပိုးဆောင်နိုင်ရေးအတွက်စစ်ကြောင်းတစ်ခုချင်းစီတို့အတိတ်တောက်ဖို့တပ်ဖွဲ့များကိုပါဖွဲ့စည်းပေးထားကြောင်း အဲလိုစကြောင်းတစ်ခုချင်းစီအတွက်ထောက်ပို့တပ်ဖွဲ့တွေဟာရခင်ကမရှိခဲ့ဘူးကြောင်းသိရပါတယ်။လက်ရှိမှာဂျမ်ပတ်မယောင်းနိုင်ကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအထိလေးဘက်တာကျင်းပသွားရန်စီစဉ်နေကြောင်း။ဒါကြောင့်တိုင်းနိုင်ငံများနေမြေတွေအားလုံးမှာရွေးကောက်ပွဲကျင်းပနိုင်ရေလှုံ့ဆော်နေကြောင်းထုတ်ပေါ်ပြောဆိုထားပါတယ်။နောက်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မင်းလာမစခွေးချင်းချင်းလက်နက်ကြီးနဲ့မှာရွံဖြစ်ခတ်မှုကြောင့်ဇန်ဘုံရွာကိုမီရှိုးဖို့ရောင်းနေတဲ့စခွေးများကိုထိမှန်ပြီးငါးကောင်သေဆုံးခဲ့ကောင် လဘရမ်းမှာပြူစောတီတအုပ်လင်းဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ပဲခူးတိုင်းမင်းလားမျိုးနဲ့မှာအကြံပတ်စကွေချင်းချင်းလက်နက်ကြီးနဲ့မှားယွင်းပစ်ခတ်လို့ဇန်ပုတ်ဂျေးဝါကိုမီရှိုးဖို့ရောင်းနေတဲ့စကွေများကိုထိမှန်ပြီးငါးကောင်သေသွားကြတယ်လို့ဒေတာရင်းစစ်ရေးသတင်းရင်းမြစ်ကပြောပြပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ည9:00နာရီခန့်မှာမင်းလားမျိုးနဲ့ရွေကုန်းရွာမှာအကြံပတ်စကွေတွေဟာအရက်မူးယူပြီးလက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရမှာ။ဇံဘုတ်ရွာကိုမီရှိုးဖို့ရောင်းနေတဲ့အကြမ်းဖက်စစ်ကွေးတွေထံကြားရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အဲလိုကြားရောက်ပောက်ကွဲမှုကြောင့် အကြံပတ်စစ်ခွေ9កောင်ပေါ်ခြင်းပြီးတွေ့ဆုံးကတွေ့သွားတဲ့မသားအလောင်းတွေကိုရွေကုန်းရွာကိုပြန်လဲတည်ဆောင်သွားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ည9နာရီလောက်ကရွေကုန်းရွာကစစ်ခွေတွေကရံမှုပြီးလက်နက်ကြီးတွေနဲ့ရမ်းပစ်တာ။အဲဒီမှာဇန်ပုံးရွာကိုမိရှို့ဖို့ရောက်နေတဲ့အကြံပတ်စစ်ခွေအုပ်စုတဲ့လက်နက်ကြီးကြားရောက်ပောက်ခွဲပြီးတော့စစ်ခွေ9កောင်ထပ်မနဲ့တွေ့သွားပါတယ်။အဲဒီတွေ့သွားတဲ့စစ်ခွေမသားအလောင်းတွေကိုရွေကုန်းရွာကိုပြန်လဲတည်ဆောင်သွားတယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ဒါပြန်ဆိုပါကြံပတ်စကောင်းစီတပ်သားတွေဟာပြီးခဲ့တဲ့ဇွန်လ20ရက်နေ့ကတောင်ပြက်ရွာ ဇွန်လ22ရက်နေ့မှာရွေကုန်းရွာနဲ့ဦးတုံကျွဲလန်းစုရွာဇွန်လ23ရက်နေ့မှာစားချောင်းရွာစင်ရင်ချောင်းပေါက်ရွာဂန်ကော့ပင်ရွာဘိုးတထောင်ရွာငလာဆိုင်ရွာနဲ့ဖားလေးကွင်းရွာဇွန်လ24ရက်နေ့မှာတော့စမ်းပုတ်ရွာဇွန်လ25ရက်နေ့မှာကျွဲမကိုင်းရွာတို့ကိုဇက်တိုက်မိရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။ဒါပြင်ပဲခူးတိုင်းလက်ပရန်မြို့နယ်ထဲမှာလည်းအကြံဖက်ပြူစောတီတအုပ်ဂိဆောင်နေစဉ်ထွက်ပြေးလာပြီးတော့ဒေါ်လန်ရီတပွဲများထန်လင်းဝင်ရောက်ခဲ့တယ်လို့ဒေတာရင်းစီရဲ့သတင်းရင်းမြစ်ကထပ်မံပြောပါတယ်။ပြီးခဲ့တဲ့ဇွန်လ20ရက်နေ့မှာလက်ပရန်မြို့နယ်ရန်ကုန်ပြည်ဂါလမ်းမော့မှာရှိတဲ့ ဂွန်းချန်ဂျေးဝါစစေးရေးခိမပြစောတီတူဟာဂေးဆောင်နေစဉ်လက်နက်ယူဆောင်လာခြင်းမရှိဘဲနဲ့တော်လိုင်းတပွဲများထံထွက်ပြေးကလင်းဝင်ရောက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရင်နောက်စစ်သည်တုံးတဲ့မင်းအောင်လိုင်းရဲ့နာမည်နဲ့ပတ်သက်ပြီးမပတ်ဆက်လို့မှလည်းခုလိုပြောဆိုထားပါတယ်။နာမည်နဲ့လူနဲ့ဟန်နေတာပဲဆိုတာမင်းအောင်လိုင်းမှာအစ်စ်ဒီလောက်ပေးစရာနာမည်တတန်းခွဲလောက်ကြားတဲ့ကနေမင်းအောင်လိုင်းမာလာရဲလို့အတိတ်တပေါ့နာမည်ဆောင်ပြီးမိဘတွေကခက်ခက်ခဲခဲရှာနာမည်ပေးထားရတာမမရရပြောရရင် မင်းအောင်လိုင်းကိုဆိုရှယ်မီဒီယာမှာမားလာလို့လူသိရှင်ကြားစားခေါ်ခဲ့တာကငါလေးပဲ2015ဝန်းကျင်ဇပူးကခွေတရုတ်မပေါ်သေးတဲ့ချိန်ဆိုတော့သူတို့ရဲ့တချုပ်ကြီးကိုမားလာလို့ခေါ်ရကောင်းလားဆိုပြီးအသေးနာကြတဲ့စစ်ခွေးတအုပ်ရဲ့ဒိုင်းပြည်ရဲ့ကြီးကဲကိုမားလာလို့နန်စားသုံးနာရိုင်းချောင်းတရားတွေပြားကြတဲ့ဒီမိုကရေစီလိုလားသူအပေါင်းသူတော်ကောင်းတို့ရဲ့ကမိမိပံကိုဝိုင်းကြိတ်ကြပြောကြဆဲကြတာပေါ့ဒါပေမဲ့ကိုကတော့ခက်တိတိပဲ66ကကြောက်လို့လေငင်တို့ရဲ့ဘာနာမည်ဒဲရင်ရဖမ်းခံရမှာလေ မင်းအောင်လိုက်မို့လို့တူကောင်းနေနဲ့မားလာလို့ခေါ်တာလေမကြိုက်ရင်နင်တို့ဘာကိုနာမည်ပြောင်းခိုင်းလဲဆိုပြီးပြန်ကတ်တာအဲ့ဒီမှာစောက်ပုဘောမားတို့ဆွဆွခုံနေရပဲသူတို့ပထွေးနာမည်ကိုကအော်တိုမားလာဖြစ်နေတာဆိုတော့နာရခံရခက်ကြီးပေါ့အဲ2029နဲ့နောက်ပိုင်းမှာတော့မားလာရဲ့ကိစ္စကတနိုင်ငံလုံးကိုကူးဆက်ပြီးနိုင်ငံကြော်ယုံတာမကကဘာပါကြော်သွားခဲ့တာဂုံဂုံပြောရရင် AI တောင်းတည်တယ်ဘလောက်တောင်းလဲဆိုရင်ကွာမအေးလို့ဆိုတဲ့စကားကိုမူပိုင်းရာတပ်ပံကန်ထရိုက်ယူလိုက်တယ်လို့မျိုး မေလိုးလို့ပြောလိုက်ရင်မင်းဟောင်းလိုင်ရဲ့မျက်ခွက်ကိုတန်းမြင်တာတကယ်မေလိုးတွေတောင်မေလိုးလို့ပြောလိုက်ရင်မင်းဟောင်းလိုင်လောက်မေမလိုးဘူးဖြစ်နေတာတကယ်မေလိုးအစ်စ်တွေတောင်မင်းဟောင်းလိုင်ကိုမကြော်နိုင်လို့တခြားနာမည်ပြောင်းသုံးရမလို့ကိုဖြစ်နေတာပြက်ကြရောပဲအဲ့ဒီမာလာဆိုတဲ့စကားလုံးမှာဒါရောတက်ရောနာမည်ရောဇခွက်ရောတမိုင်းရောနေဝင်မျောပါနေတဲ့မေလိုးသူမိဘတွေကိုတိုင်းကိုကမာလာရဲ့လို့ပြင်ညာခဲ့တဲ့ကောင်းစားအဲ့တော့ဘလောက်စောက်ချက်တွေတုံးလဲစဉ်းစားတာကြီးဆိုပြီးပြောဆိုထားတာပဲဖြစ်ပါတယ် နောက်ထပ်ထမတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ထိုင်းဆိုးရားကအန်ယူဂျီကိုအသေးမမပြုလို့မြမအရေးဆောင်ရွက်တဲ့နေရာမှာအခက်ခဲတွေရှိနေတယ်လို့ဦးနေဖုံးလက်ပြောကြားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ထိုင်းမြန်မာနယ်စပ်မဲဆောင်းမြို့မှာမြန်မာနိုင်ငံသားများကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ပတ်သက်လို့လက်ရှိမှာထိုင်းဆိုးရားကမျိုးသားညွညွရေးဆိုးရားအန်ယူဂျီကိုတရားဝင်အသေးမပြုထားခြင်းမရှိတာကြောင့်မြမအရေးကိုဆောင်ရွက်တဲ့နေရာမှာခက်ခဲမှုတွေများစွာရှိနေတယ်လို့အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရဦးနေဖုံးလက်ကပြောဆိုလိုက်ပါတယ်။ လက်ရှိမဲဆောင်မြို့မှာဒိုင်းစစ်တပ်အပါအဝင်ရတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးလာဝါကားတို့ပူးပေါင်းပါဝင်တဲ့တော်မော်လို့ခေါ်တဲ့လူတီများတဲ့ဖွဲ့ကနေစီမံချက်တင်တဲ့မြန်မာလူမျိုးတွေကိုစစ်စစ်ဖမ်းဆီးနေတဲ့အပေါ်အန်ယူဂျီဝန်ကြီးချုပ်ယုံပြောခွင့်ရသူကအခုလိုပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။အခုဒိုင်းဆိုရကအန်ယူဂျီကိုတရားဝင်တိမတ်ပြုတ်ထားတာမဟုတ်တော့လောရကန်ရတာအခက်ခဲတွေအများကြီးရှိပါတယ်။လက်ရှိတနိုင်နဲ့များတော့ချိန်ဆက်ကူညီမှုတွေလုံးနေပေမဲ့အားလုံးကိုမလွှမ်းခြုံနိုင်သေးပါဘူးလို့ဦးနေဖုံးလက်ကပြောပါတယ်။လက်ရှိမှာမြို့သားညညရဲ့ဆိုရအန်ယူဂျီအနေနဲ့ ရရှိထားတဲ့ချိန်ဆက်များမှတဆင့်ထိုင်းဆိုးရထံသို့ဆိုပါခြင်းတွေများကိုပြောပြပြီးမြစ်တရခန့်ချင်းတွေလုံဆောင်လျက်ရှိတယ်လို့လည်း၎င်းကဆက်လက်ပြောပါတယ်။လက်ရှိမဲဆောင်မြို့မှာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့ဆန်ပလော၃ဘိန်း e-bike ဘက်တရီစပိန်မောင်းနေမှုတွေပြင်စပိန်ညက်အလားပြင်ဆိုင်တွေအပါအဝင်နိုင်ငံသားတွေလောကိုင်းခွင့်မရှိတဲ့လုပ်ငန်းတွေကိုအဲ့ဒီဒေါ်မောဆိုတဲ့ဘက်ကစစေးဖန်ဆီးမှုတွေပြင်းထန်စွာဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ဒါပြင်ထိုင်းဆိုးရရဲ့တရားဝင်ဒီမတ်ပြို့ထောက်ထားဖြစ်တဲ့ဘန်းရောင်ကန်းတဲ့စီအိုင်စာအုပ်ကန်းဆောင်ထားတဲ့မြန်မာလူမျိုးများကိုပင် လက်ရှိအလုံးနဲ့လှုပ်ရှင်းတဲ့ထေမတူညီမှုအဲဇယင်မတိုင်ကြားမှုစားတဲ့အကြောင်းပြချက်တွေနဲ့ဖန်ဆီးလျက်ရှိနေပါတယ်။ဒါပြင်အဲဇယင်မတိုင်ပေးတဲ့အိမ်ပိုင်ရှင်များအားလည်းဒိုင်းရိုက်ချင်းတွေပြုလုပ်နေတယ်လို့လည်းသိရပါတယ်။ထိုင်းဆိုရဟာအန်ယူဂျီကိုတရားဝင်အသိမှတ်ပြုထားခြင်းမရှိပေမဲ့အမေရိကန်ပြည်ထောင်စုဝါရှင်တန် DC မှာအန်ယူဂျီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဖွင့်လှစ်ထားကယူနိုက်တက်ကင်းဒမ်၊ဩစတေးလျ၊ချက်စတမရနိုင်ငံ၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေနဲ့ပြင်ထက်တို့မှာအန်ယူဂျီကိုစလဲများခန့်အပ်ထားပါတယ်။ ဒါပြင်အာဆီယံဘောဝင်နိုင်ငံတချို့မှာလည်းအန်ယူဂျီကိုယ်စားလှယ်များရှိနေပြီးတော့အရှေ့တိမော်မှာဆိုရင်တန်မာကြီးအစင်းရှိသူတအူးကိုခန့်ရပြီးတော့တန်တမန်ယုံဖွင့်လှစ်ပေးထားတယ်လို့သိရှိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ကြောက်ဖြူမှာရှိတဲ့စကောင်းစီရဲ့ရဲတက်ရင်ဒုံဆက်နဲ့ချားကနင်းနေလို့တောင်ရှိတောင်မတိုက်ရင်အားလုံးရင်းနဲ့အင်အားဖြည့်နေတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အခြေဆိုင်ကြောက်ဖြူရန်ကုန်လမ်းမှာရှိတဲ့အမှတ်ဒုံဆက်နဲ့ရဲတက်ရင်ဟာချားလို့နင်းနေဖြစ်နေတဲ့အတွက်အကြံဖက်စကောင်းစီကကာကင်းစခန်းများမှာအင်အားဖြည့်နေတယ်လို့သိရပါတယ်။ ဒါကြောင့်စကောင်းစီဟာရဲတပ်ရင်32ရဲ့ကကင်းစခန်းဖြစ်တဲ့တောင်ရှိတောင်မှာအခုဇွန်လနောက်ဆုံးပတ်ကအင်အားအလုံးရင်းနဲ့နေရာချထားပြီးစစ်ပြင်ထားတယ်လို့သိရပါတယ်။တိုက်ပွဲကလုံးဝရပ်သွားတာမျိုးမဟုတ်ဘူး။အပြန်အလှန်ပြက်ကန်းမှုတွေရှိတယ်။အေအေးကဒိုးဆဲမစင်တဲ့အချိန်ခွင်ကောင်းယူပြီးတော့စတက်ကတောင်ရှိတောင်မှာအင်အားတိုးထားတယ်လို့ရခိုင်သတင်းရင်းမြစ်ကပြောပြပါတယ်။လက်ရှိမှာဂျမ်ဘက်စကောင်းစီနဲ့အရခတ်တတော်အေတို့ဟာမလာကျုံပြန်စည်းကင်နဲ့ကတ်တပြေတို့မှတိုက်ပွဲတွေဆက်ရှိနေပြီးတော့အချမ်းသာစတက်ဘက်ကကြီးရည်လေးမှခူးကန်ဖြစ်ခဲ့နေတယ်လို့ဒေသခံများထံကသိရပါတယ်။ ဒါပြင်စကောင်းစီဟာလက်နက်ကြီးနဲ့ဒရုန်ဖြတ်ခတ်မှုတွေကိုအဓိကထားအသုံးပြုနေပြီးကြောင်ပြုံမျိုးနဲ့တွဲမှာရှိတဲ့ဒုံးနေရာခန့်မှာတိုက်ပွဲတွေဆက်ရှိနေခြင်းဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာတော့အေအေကထုတ်ဆက်စစ်မှုကိုရပ်တန့်ထားပြီးမလာချုံကနေ၄ဖလုံးပြန်စေးကေကနေ၅ဖလုံးခန့်နောက်ဆုတ်အင်အားဖြစ်နေတယ်လို့ဒေတာရင်းသတင်းရင်းမြစ် Little Rabbit မှာသိရပါတယ်။လက်ရှိမှာတော့အမှတ်သုံးဆက်နေရက်တက်ရင်ဟာကြားလို့နေပါဖြစ်နေပြီးတော့အချမ်းဘတ်စကောင်းစီတပွဲဝင်တရားစင်ခန့်ထော်ပြေလုံးမြောက်သွားကမျိုးပြင်းတက်တွေဖြစ်တဲ့ခမရ၅လေးနဲ့ခမရ၅လေး၃လုံးမှာလည်း အင်အားတွေပြုံးတီးပြီးတော့တပြက်လို့နေပါဖြစ်နေတဲ့အတွက်အဲဒီနေရာမှာရတဖိုးဝင်များနဲ့ဇာတိုးအင်အားဖြစ်နေရတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလိုအဆုံးထိနားဆင်ခဲ့တဲ့သတင်းပေးသက်များကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြည်ရင်းပြပါသတင်းဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြွှန်လန်းချမ်းမြေကြပါစေခင်ဗျာ။